Hello အလုံးမင်္ဂလာပါဒီကခင်ကနေပြီးတော့ April လမှာအင်္ဂါသသမီတွေအတွက်အဟောလေးကိုတင်ပြချင်ပါတယ်အဲ့တော့ April လမှာအင်္ဂါသသမီတွေက April 1ရက်နေ့ကနေပြီးတော့ April 9ရက်နေ့အထိပထမအပတ်တာကာလမှာ new moon ရဲ့ energy နဲ့ကိုယ့်ဘယ်အရာတွေကို intention setting နဲ့စပြီးတော့လုပ်ရမလဲဆိုတဲ့ဟာလေးကိုအရင်ဆုံးပြောပြချင်ပါတယ်ဆိုတော့အင်္ဂါသသမီတွေအတွက်က April လမှာ ဖြစ်နေတဲ့ energy ကိုကျွန်မမနှစ်သက်ပါဘူးအဲမနှစ်သက်ပါဘူးပြောရလို့ရှိရင်ကို့အတွက်အများရန်ခြင်းတဲ့ချက်တွေရောက်နေတဲ့အခြေအနေတခုကိုကျွန်မခံစားမိတယ်ကိုမလို့ခြင်းတဲ့အရာတွေကိုမလို့ခြင်းတဲ့အရာတွေကိုချိန်မှိတ်ပြီးတော့တိခတ်နေရတယ်လက်ခံနေရတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာအင်တာသမီးတွေကိုတွေ့ရတယ် အဲ့တော့စိတ်တင်နှံမှုတွေလည်းအများများသလိုစိတ်ခံစားချက်တွေလည်းပြင်းထန်နေတာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလွတ်မချနိုင်နေတာ trauma တွေတက်တာမျိုးတွေညှပ်တ်တာမှမအိပ်နိုင်တာမျိုးတွေအိပ်ရေးပြတ်တာမျိုးတွေအဲဒါဥပေါင်းမိုက်နဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုလည်း အင်္ဂါသသမီတွေဧပြီလမှာကြုံရနိုင်တာလေးကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ဧပြီလမှာကိုကိုကို self care တည်တည်ချာချာလေးအင်္ဂါသသမီတွေကလုံးတက်နေ။အားရေးကိုဂယုစိုက်တဲ့နဲ့ကျမရင်းနဲ့ပတ်သက်ပြီးတော့လည်းကျမအင်္ဂါသသမီတွေကိုဧပြီလမှာအားမရပါဘူး။အော်ရင်းနှောင်းကရှိမှုတဲ့ trauma အဟောင်းတွေစိတ်ဒဏ်ရာအဟောင်းတွေပြန်တက်တာမျိုးပြောလို့ရှိရင်အရင်ပုတ်ပုတ်လင်းလင်းပြောရမယ်ဆိုရင်ပေါ့နော်အင်္ဂါသသမီးတွေက April မှာအဲအစိုးရဝန်ထမ်းလိုမျိုး အလုံးကိုင်လုပ်တဲ့သူမျိုးတွေအထက်လူကြီးတွေကိုယ့်ရဲ့ boss တွေကနေပြောကိုကိုအဲသူတို့ရဲ့ pressure အရင်ပေးတာကိုအင်္ဂါအင်္ဂါသာသမီတွေကဧပြီလမှာခံရနိုင်တယ်ပို့ပြီးတော့ခံရနိုင်တယ်အဲ့တော့ယာတူဩဇာအာနာနဲ့ကိုကိုတအားလွှမ်းမိုးတာမျိုးမလုပ်ချင်တာတွေလုပ်နေရတာမျိုးအရင်စိတ်တင်နန်းတာမူတင်နန်းတာမျိုးရှိတဲ့အတွက်ကြောင့်မလို့ကျမကြီးကို deal size စေချင်တယ် အဲ့အတွက်လေကိုကိုကိုပြန်ပြီးတော့အဲကိုတကယ်ဘာဖြစ်ချင်တာလဲဆိုရဲ intention မျိုးပြန်ပြီးတော့ setting လုပ်တင်တယ်လို့ကျွန်မကတော့ပုံမှန်လေးနဲ့ပြောလိုက်ချင်ပါတယ်နော်တရက်နေ့ကနေ9ရက်နေ့ထိ energy ကိုသတိထားရမယ် April 6ရက်ကနေပြီးတော့အဲ April 14ရက်နေ့ထိပထမ moon gala ရဲ့ first quarter မှာ လို challenge တွေလို action တွေအင်္ဂါသတိတွေလောက်ရမလဲပေါ့နော်အာဆိုတော့အင်္ဂါသတိရဲ့ရွေးချယ်ရဆုံးဖြတ်ရခတ်တဲ့အနေအထားတွေကျွန်တော်အများကြီးတွေ့ရတယ်။အဲ့တော့လမ်းဆောင်လမ်းကွာမှာရောက်နေသလိုပဲအင်္ဂါသတိတွေဟာကိုယ့်ကိုယ်ကိုပိတ်ပိတ်မိနေတဲ့လမ်းရှာလို့မတွေ့ဘူးပိတ်မိနေတဲ့ energy မျိုးကိုတွေ့ရတယ်။ဘာနဲ့ပိတ်မိနေသလဲဆိုတော့ခုနအထက်ကပြောခဲ့သလိုပဲပေါ့နော်။ကိုယ်မလွန်ဆန်နိုင်တဲ့အကြောင်းတရားတွေနဲ့ပိတ်မိနေတာမျိုးကိုတွေ့ရတာဖြစ်တဲ့ result လို့ အာလုံနိုင်စွမ်းရှိတာတော့မှမလုံနိုင်ဘူးဘာရွေးရမယ်မသိတော့ဘာဆက်သွားမယ်မသိတော့ဘာလောက်ရမယ်မမသိတော့ဘူးအဲလက်ရှိမှာရနေတဲ့အဲကိုကအင်္ဂါသသမီးတွေကကျွန်မနဲ့အခု energy connect နေတဲ့အင်္ဂါသသမီးတွေကလေအဲစိတ်ခံစားချက်နှဆိုင်နေတခုခုဆိုရင်ခံစားလွယ်တယ်တနာတက်တယ်ကျင်နာတယ်ပြီးတော့ကြတော့သူတို့တွေကအင်းစိတ်ကစိတ်သဘောဖြူတယ် စိတ်တော်ရိုးရှင်းပြီးစိတ်တော်ဖြူချတယ်ပေါ့နော်ဖြူချတာဖြစ်တဲ့အတွက်ကြောင့်မလို့အာသူတို့တွေဒီသူတို့အာတစ်ခုခုဆိုရင်သူများကိုတွေးပြီးတယ်တွေးပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုလုံးရမဲ့ action တွေမှာအာ challenge တွေ action ယူရမှာ ਈ အာရှိတယ်ဆိုရင်တော့မှအင်္ဂါသမီးတွေကအဖြူတဲ့တတ်တဲ့သူကသူတွေးတဲ့အတွေးတွေအဖြူတဲ့ဒါအဖြူတဲ့ဖြစ်တယ် ကျိုးတဲ့ဖြစ်တဲ့အခါကျတော့တခြားသူတွေသူတို့အပေါ်မှာပြည့်ရည်တွေနဲ့လာပြီးတော့လုပ်တဲ့အခါမှာသူဘလို့ရှေ့ဆက်ရမယ်မမတိတော့တဲ့အခက်အခဲမျိုးတွေကိုအာဒီကာလမှာတွေ့ရတယ်ပေါ့နော်ဒီကာလမှာတွေ့ရတဲ့အတွက်ကြောင့်မလို့ကျွန်မအနေနဲ့ဆိုရင်တော့အမလို့အမညာဖြစ်ရတယ်ပေါ့နော်ညာခိုင်းနေတယ်လို့မျိုးခံစားရတယ်အချိုတက်နေတယ်လို့မျိုးခံစားရတယ်ပေါ့နော်အဲ့တော့ဒီလို energy မျိုးကိုခံစားရတယ်အမေကိုကိုကို self reflect ပြန်လုပ်ကြည့်ကိုကိုတိုင်းဒီအဒီလိုမျိုးလုံးတည့်ရဲ့ဓာတ်နဲ့ဒီလိုမျိုးလုံးခံနေတာဒီ ို့ရဲ့ငိုရှိနေတဲ့နေရာပျောက်သွားမှာဆိုလို့လားကိုဘာတွေဆုံးရှုံးသွားမှာစိုးလို့လေလို့ကိုကိုကို self reflect ပြီးပြန်လုံးစေခြင်းနဲ့ဒီလို challenge မျိုးတွေကတွေ့ရတယ်ပေါ့လေဟိုတော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးရောငွေကြေးနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေမလုတ်ချင်တာတွေလောက်ရတာမျိုးတွေလောက်တာတွေအစ်စ်မပြေတာမျိုးတွေဒါမျိုးလဲရှိတတ်ပါတယ်အ full moon အချိန်ကိုကြည့်အောင် April 15ရက်နေ့ကနေပြီးတော့ April 22ရက်နေ့ထိ full moon ကာလကိုကြည့်ကြည့်မယ် ကွန်မွန်ကာလာမှာတော့ပြန်ပြီးတော့အဆင်ပြေတယ်အာပြန်ပြီးတော့အဆင်ပြေတယ်ဆိုတာကကိုတယောက်တည်းမဟုတ်တော့ဘူးပြန်ပြီးတော့ကိုယ့်ရဲ့အသင်းအဖွဲ့နဲ့ကို negotiate လုပ်နိုင်တာမျိုးညှိနှိုင်းနိုင်တာမျိုးတွေဆွေးနွေးညှိနှိုင်းပြီးတော့အဖြေရှာနိုင်တာမျိုးတွေရှေ့မှာဖြစ်ခဲ့တဲ့ပြဿနာတွေဆွေးနွေးညှိနှိုင်းပြီးတော့အဖြေရှာနိုင်တဲ့အဲလမ်းစာတွေပြန်ပြီးတော့ပေါ်လာတာမျိုးတွေတွေ့ရပါတယ် ိုဆုံးဖြတ်တဲ့အရာတွေလည်းပြန်ပြီးတော့မှန်ကန်လာတယ်ပေါ့နော်ရှေ့ပိုင်းမှာတော့ကိုအရန်တွေ့ဝေနေရတွေအားစိတ်တန်းနေရမျိုးတွေများပေမဲ့ဒီမှာတော့ April Fool နောက်ပိုင်းအချိန်မှာတော့ပို့ပြီးတော့ကိုဆုံးဖြတ်တဲ့ဟာတွေကမှန်လာတယ်အဲကိုပြောတာတွေကိုလည်းလက်ခံလာတယ်လူတွေကပြန်ပြီးတော့လက်ခံလာတယ်ပေါ့ကိုအဖွဲ့အစည်းကပြန်ပြီးတော့လက်ခံလာတယ်ပေါ့နော်အဲ့တော့အင်္ဂါသားသမီးတွေကဒီ April မှာ ဘယ်အင်္ဂါသတ္တမိတွေကိုပို့ပြီးတော့ခဏဖြစ်ပြီးတွေ့ရသလဲဆိုတော့အာဒီယာဒုယာကံရှိတဲ့အင်္ဂါသတ္တမိတွေအစိုးရအဝန်ထမ်းယာဒုယာကံဖြစ်နေတဲ့အင်္ဂါသတ္တမိတွေပြီးတော့ကြတော့စီးပွားရေးကြီးကြီးမားမားလုပ်နေတဲ့အင်္ဂါသတ္တမိတွေမှာဒီပြဿနာပို့ပြီးတော့ရှိနေတာမျိုးတွေ့ရပါတယ်နော်။ရဲ23ကနေပြီးတော့အာလာကုန်ထိ last quarter မှာတစ်ချက်ကြည့်ကြည့်မယ်။ဘယ်အရာတွေကို release လုပ်ရမလဲ။ဘယ်အရာတွေကို reflect လုပ်ရမလဲ။ ဆုံးဖြတ်ရတာလားကုန်ကန်နည်းလေးလေးကိုဆုံးဖြတ်ရမယ့်အကြောင်းတရားတွေပို့ပြီးတော့ရှင်းရှင်းလင်းလင်းပေါ်လာလိမ့်မယ်ရှေ့ဆက်ပြီးတော့ငါဒီအဖွဲအစည်းနဲ့ဘလို့ဆက်သွားရပါမလဲလို့တွေးနေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ရဲရဲကြီးဆုံးဖြတ်လိုက်ပါရှေ့ကိုဆက်ပြီးတော့လှမ်းဖို့ဆုံးဖြတ်ပါဒီဖွဲ့စည်းနဲ့မဟုတ်ဖဲနဲ့ဒီအခြေအနေဒီအကြောင်းအရာနဲ့မဟုတ်ဖဲနဲ့ကိုအစ်စ်စချင်တဲ့အရာကိုလုတ်ပါလို့ကျမကတော့တိုက်တွန်းချင်တယ်အဟောင်းတွေကိုအာငကိုရှိပြီလားအဟောင်းလည်း ကိုလုံးနေရဲနောက်ထပ်အစ်စ်တစ်ခုလည်းထပ်လုံးနိုင်တာမျိုးဒီလိုခွင့်ရမျိုးတွေလည်းပေါ်လာမှာမျိုးတွေရှိရဲပို့ပြီးတော့ကိုရဲ့ bigger picture တွေပို့ပြီးတော့မြင်လာရမှာမျိုးတွေရှိရဲအပြောင်းလဲတွေအရွေအပြောင်းလေးတွေလည်းကျွန်တော်မြင်ရတယ်အဲ့တော့ပိုကောင်းတဲ့အပြောင်းလဲပိုကောင်းတဲ့အရွေတွေကိုလအဆောက်မှာတော့ကိုကပိတ်မိနေရဲပုံစံမျိုးဖြစ်နေပြီးတော့လာအကုန်ကန်နီးလေးလေပိုကောင်းတဲ့အပြောင်းလဲပိုကောင်းတဲ့အရွေတွေကိုတွေးလာရမယ်အဲ့တော့ကိုဒီဒီဖွဲ့စည်းတစ်ခုခုကနေနှုတ်ထွက်ချင်တာမျိုးတွေတနေရာကိုသွားချင်တာမျိုးတွေရှိရဲဆိုလို့ရှင်လဲ အာဆုံးဖြတ်စီစဉ်နေပေါ့နော်ရဲရဲဆုံးဖြတ်စီစဉ်ပါတယ်အဲ့တော့ April လကအင်္ဂါသသမီးတွေအတွက်ဘလို့လက်စနေလမ်းလောက်ပါလဲဆိုတော့ပြက်ပြက်သားသားဆုံးဖြတ်တတ်ဖို့အာလမ်းလောက်စီတဲ့ကာလာလို့ပြောလို့ရတယ်အဲ့တော့ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့လုံနိုင်စွမ်းတွေမမေ့ပါနဲ့အဲ့တော့အတွေးတွေလွဲနေတာတွေအာကိုကညံကောင်းတယ်တော့ကိုယ့်ရဲ့ challenge ကိုကိုယ့်ရဲ့ဉာဏ်ရည်ကိုတိတိချာချာပပနက်နက်သုံးစေချင်တယ်เนาะကိုယ့်ရဲ့ယူသားမှုသူများကလာလာပြီးတော့အနိုင်ယူတာတွေကများတယ်ပေါ့เนาะဆိုတော့ဒီဟာလေးကိုတတိချပါအဲ့တော့ကိုဉာဏ်နဲ့ရှင်ပြီးတော့ရွေးချယ်ဆုံးဖြတ်တာတွေအစ်စ်လုံးချင်တာမျိုးတွေကိုလမ်းကြောင်းအစ်စ်ဖောက်ချင်တာမျိုးတွေရှိရဲဒါမှမဟုတ်လဲနောက်တစ်ခုကိုပြောင်းလဲအပြောင်းလဲရေလုံးချင်တာရှိရဲဆိုလို့ရှင်လဲရဲရဲလုတ်ပါလို့ အင်္ဂါသသမီတွေကျွန်တော်တော့တိုက်တွန်းပါတယ်နော်အဲ့တော့အင်္ဂါသသမီတွေကဧပြီလမှာအဲကျွန်တော် angel message လေးလည်းပေးထားပါတယ်อืม in message and in answer in at the meeting မှာဆရာအနေနဲ့အလုပ်လုပ်တဲ့သူအလူတွေကိုပြန်ပြီးတော့ sharing လုပ်တဲ့သူမျိုးဆရာအနေနဲ့လုပ်တဲ့သူမျိုးရှိရဲဆိုလို့ရှိရင်တော့သူတို့တွေအတွက်ကပို့ပြီးတော့အခွင့်အရေးကောင်းနေဒီလာထဲမှာရနိုင်တယ်အဲဒါပေမဲ့ဟုတ်ရင်ကိုက လမ်းပြောင်းနေတဲ့သူမလုပ်ရမယ်မသိတဲ့သူဆိုလို့ရှင်လေကိုယ့်ကိုလမ်းပြပေးမယ် mentor တွေကိုဆက်ရတယ်ကိုယ့်ကိုဘလကောမယ် supporting ပေးတဲ့အထက်လူကြီးတွေရဲ့စောင့်မခြင်းကိုခံရပါလိမ့်မယ်ဒါကြောင့်မို့ခုနဖြစ်ရပြဿနာအဆင်ပြေသွားလိမ့်မယ်ပေါ့နော်ဒီနဲ့ Luna guidance တွေကမဖြစ်လဲလို့ကျွန်တော်တစ်ချက်ကြည့်ပေးမယ်ဆိုတော့ Luna message အနေနဲ့ဆိုလို့ရှင်တော့ကိုတကယ်ဖြစ်ချင်တဲ့ vision ကိုဟိုးလို့စေချင်ပါတယ် အဲဆွဲပြီးတော့ရှေ့ဆက်သွားစေချင်ပါတယ်လို့အဲ့တော့အင်္ဂါတသမီးရဲ့ခြေနဲ့နှစ်သက်မယ်လို့ထင်ပါတယ်ကျေးဇူးများ